နောက်ဆုံးသတင်းကိုတော့ကဘာဖလာပွဲသတင်းနဲ့ပေးရအောင်ပါကဘာမှာလူတိုက်အများဆုံးအားကစားပွဲဖြစ်တဲ့2026ခုနှစ်ကဘာဖလာအမျိုးသားဘောလုံးပြိုက်ပွဲပွဲစဉ်တွေကိုဒီဇင်ဘာ9ရက်နေ့ကရွေးဆွဲခဲ့ပါတယ်လာမယ့်2026ခုနှစ်ဇွန်လ17ရက်နေ့မှာစတင်မဲ့ကမ္ဘာဖလားဘောလုံးပြိုက်ပွဲကိုမက္ကဆီကိုအမေရိကန်နဲ့ကနေဒါနိုင်ငံသုံးနိုင်ငံပူးတွဲကျင်းပမှုပထမဆုံးအဖွဲ့ပွဲတွေကိုမက္ကဆီကိုနိုင်ငံမှာစတင်မှာပါ ပထမဆုံးပွဲကဂျွန်လာ17ရက်နေ့ Greenwich Center Chain 20နှစ်တိတိမြန်မာ Center Chain နဲ့ဆိုရင်ဂျွန်လာ12ရက်မနက်3နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။မက္ကဆီကိုစီးတီးမှာကျင်းပမယ်အဲ့ဒီပွဲကတော့မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။အသင်း၄သင်းစီပါတဲ့အုပ်စု12ခုမှာအသင်းပေါင်း48သင်းရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုကနေရာ16ခုမှာရှင်ပြိုင်ကစားကြမှာဖြစ်ပြီးနောက်ဆုံးဖိုင်နယ်ပွဲကိုတော့အမေရိကန်နိုင်ငံနယူးယောက်မြို့နယူးဂျာစီအားကစားကွင်းမှာဂျွန်လိုင်လ16ရက်နေ့ဒေသစံတော်ချိန်နေ့လယ်3နာရီမြန်မာစံတော်ချိန်ကတော့ဂျွန်လိုင်20ရက်မနက်9နာရီခွဲမှာကစားသွားမှာဖြစ်ပါတယ်။ကမ္ဘာဖလားအုပ်စုခွဲတဲ့နေ့မှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က FIFA ငြိမ်းချမ်းရေးဆုဆိုတဲ့ဆုအသစ်တစ်ခုကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကိုပေးခဲ့ပါတယ်ဘောလုံးပွဲစဉ်တွေကြီးညာပြီးတဲ့နောက်မှာတော့ကမ္ဘာအနှံ့အပြားမှာကုအသင်းပါတဲ့ပွဲစဉ်တွေကြီးနိုင်ဖို့လေရင်လက်မှတ်ဝယ်ယူမှုအများကြီးပြုလုပ်နေကြပြီဖြစ်ပါတယ်။